ဘောရာတို့ဘာပဲကြည့်ကြည့်စမကြည့်ရင် subscribe လုပ်ခေါင်းလောင်းထိုးပြီးရင်တော့ let's go စန္ဒကလောဆိုတာကကလေးပုံမြင်တွေတတ်တတ်ပါပဲလို့လူတွေတတ်မှတ်လာခဲ့ကြတာရအောင်ကြားခဲ့ပါပြီတကယ်တော့စန္ဒကလောပျောက်ွယ်သွားတာဟာစန္ဒကလောသွေးပါတဲ့သူတွေကကျင်းစာဖြင်းဤကိုမသိကြပဲတာမန်လူတွေလိုမျိုးနေထိုင်လာခဲ့ကြတာအကြောင်းပဲဖြစ်ပါတယ်ဆန္ဒကလောဖြစ်ဖို့အတွက်ခရစ်စမတ်နေ့မှာကိုကိုကိုထက်သူများကိုဦးစားပေးရမှာဖြစ်ပါတယ်ကလေးတယောက်ရဲ့လူရင်းဆန္ဒကိုလိုက်လျောပေးပြီးတော့ အနီရောင်အင်ဂျီတစ်ခုခုကိုဝစ်လိုက်ရင်အန်တာချိန်စားပြေသွားပြီးတော့ဆန်နာကလော့စွမ်းအားတွေရရှိသွားမှာပဲဖြစ်ပါတယ်။ဇလန်ဆောင်မှာတော့ဖူယူမူရာဆွဲဘောပြားမလေးကစန်တာဆွဲကောင်လေးကိုတန်းထဲမှာဘယ်သူမှမရှိတော့အပေါ်ကနေတက်ခွာထားပါတယ်။အဲအဲ့လိုပြောလိုက်တာနဲ့မှုန်နဲ့တွေးတွေဘူးတွေးတွေတွေးကြရုံပဲဆိုတာသိပါတယ်ဟေကောင်နီ။ဒါမဲ့အဲ့ဒါချစ်လို့ခွာတာမဟုတ်ပါဘူး။ခွာပြီးတော့ဓာတ်နဲ့လိုက်ထိုးနေရပါ။စန်တာကကုနာမှာတငယ်ချင်းတယောက်ချေခင်နေကြတာကိုဘာလို့ရုတ်တရက်ဒီဓာတ်ကြီးနဲ့လိုက်ထိုးနေရလဲဆိုပြီးတော့အန်အောနေခဲ့ပါတယ်။ ဘာလို့လိုက်ထိုးနေရလဲလို့မေးလိုက်တော့ဖူယမူရာဘာမှဖြေးပဲနဲ့ဖြစ်ချင်တော့တန်းနေကိုចောင်းသူတွေတယောက်ကဝင်လာတာကြောင့်ဓာတ်နဲ့ထိုးတဲ့ဇက်လန်းလေးဒီမာရင်တခန်းရသွားခဲ့ရပါလိမ့်အဲ့ခါမှာဖူယမူရာကចောင်းမစင်းငါနေကိုရောက်အောင်တတ်ပြမယ်လို့ဒိုဒိုလီပြောလိုက်ပါလိမ့်တတ်ပြမယ်လို့ပြောတဲ့စကားကိုဆန်တာကမိန်းကလေးတစ်ပါးဝအပြိုးဝဝင်လို့ချစ်စိတ်ပေါ်နေလို့ထင်သွားပြီးတော့ဘာမှမဆိုင်မဲ့တတ်ပြမယ်ပြောတာကိုဖွင့်ပြောမယ်လို့ပြောတယ်လို့တလွဲအသေးပဲကြီးကောက်လိုက်ပါတော့တယ်တငယ်ချင်းကိုပြောပြတော့တငယ်ချင်းကအယူမမင်းကိုဓာတ်နဲ့ထိုးဖို့လောက်တော့ဆရာမောက်သွားတိုင်မှာပေါ့ဟာလို့ပြောလိုက်ပါလိမ့် ဒါမဲ့ဆန်ဒါအတင်းဆွဲထားပြီးတော့မတိုင်မာနဲ့ဟာလို့ပြန်ပြောလိုက်ပါလေတကယ်တော့ဖူယူမူရာကတငယ်ချင်းကောင်မလေးအုံတို့ပျောက်ဆုံးသွားပြီးကြတဲ့ကစိတ်မမှန်တော့တာပဲဖြစ်ပါလေဇန်ဒါတငယ်ချင်းမရှိတော့တဲ့ကောင်မလေးကိုပကုံးတစုံငှားပေးပြီးအကျဉ်နာလေးတွေမျှဝေပေးဖို့ဆုံးဖြတ်လိုက်ပါလေဒီနေ့ကဒီဇင်ဘာလ25ရက်နေ့ရှင်ချင်းပြောရတော့ Christmas နေ့ပဲဖြစ်ပါလေ Christmas နေ့ရောက်တိုင်းမှာ Christmas ဘဝိဆန်ဒါ Claus ရောက်လာပြီးတော့ကလေးတွေကိုလက်ဆောင်ပေးကြတော့လေအားလုံးသိကြမှာပါဒါမဲ့ဒါကဒန်နာကြီးတစ်ခုတက်တက်တာဖြစ်ပြီးတော့ဇန်ဒါကကြောင်းမှာအပြင်းလေးကျင့်ရင် ဖူယမူရာနဲ့အကြည့်ချင်းဆုံလိုက်မိတဲ့အခါမှာနှလုံးသားတစ်ခုလုံးနာကျင်လာတာကိုခံစားလိုက်ရပါတယ်။အဲဒီမှာနှင်းတွေလည်းကြာလာပြီးတော့နှလုံးရောဂါလားဘာလားမသိပေမဲ့ငနဲလေးကဖူယမူရာကိုနှလုံးသားထဲကချစ်နေမိပြီလို့တလွဲတွေးလိုက်ပြန်ပါတယ်။ဒိုနဲ့ဖူယမူရာကိုနှစ်ယောက်တည်းသွားတွေ့ပြီးတော့ဖူယမူရာကအရင်ဟဲ့ငါခဲပြက်ခဏငါအောင်လို့ပြောလိုက်ပါတယ်။ဒါတောင်ဆန်တာလည်းဘာပြောပဲတန်းထုတ်ပေးလိုက်ပြီးတော့သူမကငါတလောက်ဓာတ်နဲ့လိုက်ထိုးခဲ့တာတော့မှဘာကြောင့်အဲ့လောက်ကောင်းပေးနေရတာလဲလို့မေးလိုက်ပါတယ်။ပြီးတော့သူမကနေကငါတို့ကျောင်းဝင်းဆောင်အနီကိုလည်းဝင့်မထားဘူး။ နေဆန္ဒကလော့စ်မျိုးကနေစဉ်သက်လာမလားသူတို့ကအနီရောင်အင်ဂျီတွေဝေးလို့မရဘူးလေလို့ဒဲအီးပဲမေးချဖြစ်လိုက်ပါတယ်နောက်တော့သူမကဆန်ဒါးစီကနေခဲပြက်ကိုယူလိုက်ပြီးကဲဒါဆိုရင်နေကချိန်စာပြီသွားပြီလို့ပြောလိုက်ပါတော့တယ်နေကငါ့ရဲ့လူရင်းဆန္ဒဖြစ်တဲ့ခဲပြက်ကိုလည်းပေးတယ်ငါနေကဓာတ်နဲ့ထိုးခဲ့တာတော့မှခွင့်လို့ပေးခဲ့သေးတယ်အခုအင်ဂျီအနီရောင်လေးသာဝေးလိုက်ရင်နေဆန္ဒကလော့စ်ဖြစ်ပြီလို့ပြောပြီးတော့အဝေးနဲ့လိုက်အုပ်ခဲ့ပါတော့တယ်ဒါနောက်ဆန္ဒလည်းမဝေးချင်ဘူးမဝေးချင်ဘူးနဲ့ထွက်ပြေးနေပြီးတော့ဖူယမူရာကနေတာမွေးချင်ဝင့်နေအောင်နေအောင်လုပ်ပေးလိုက်မယ်လို့ပြောပြီးတော့ဓာတ်နဲ့ပြေးထိုးပြန်ပါတော့တယ် ဒါမဲ့စန်တာစန်တာမဖြစ်လာပဲမာလကီရသွားခဲ့ရပါတော့တယ်။ဖီမူရိုင်းတကယ်ချင်းမလေးအိုနိုဆိုရာခရစ်စမတ်ကိုအရန်သဘောကျတဲ့သူတယောက်ဖြစ်ပြီးတော့သူမပေါ်ကောင်းမိခဲ့တဲ့စန်တာမတိုင်ခင်ကတဝူဒီတော်တကယ်ချင်းမလေးပဲဖြစ်ပါတယ်။ခုတော့သူမပျောက်ဆုံးနေပြီးတော့စန်တာကလော့စ်ရဲ့အစွမ်းတွေထဲမှာပျောက်နေတဲ့အရာတွေကိုရှာဖွေနိုင်စွမ်းမှာပါတာကြောင့်စန်တာကိုယ်ရေကစွမ်းတွေနိုးထလောင်လို့လုံနေခဲ့တာပဲဖြစ်ပါတယ်။အခုတော့စန်တာလေးသွေးချင်းချင်းနီးရဲနေရပြီးတော့ဂျမ်းမင်ပေါ်မှာပတ်လက်ကလေးမသာပေါ်နေခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဖီမူရာလည်းခေါင်းမိတောက်သွားပြီးတော့ ဟဲ့ဆန္ဒနေသေးလို့မရဘူးလေဆန္ဒကတော့ဖြစ်ရမယ်လေဟာဟင်းနဲ့အသေးတန်နေဖြစ်နေတော့မယ်ရီခရစ်စမတ်လို့ပြောလိုက်တာဆရာသမားလေဟာ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 နဲ့ဆန္ဒကလော့စ်အတန်နဲ့ရီပြီးတော့ဇပင်းဖြူဖြူအဖိုးကြီးတယောက်ဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတော့တယ်အဲ့တော့မှဆန္ဒကနေကငါဆန္ဒကလော့စ်ဆိုတာဘယ်လိုလုပ်သီးတာတုံးလို့မေးလိုက်ပြီးသူမတော့ပြန်မဖြေဘဲနဲ့အုံတို့ကူစာပေးပါဆန္ဒဖိုးဖိုးရယ်လို့ငိုယိုပြီးတော့တောင်းအောင်မှနေခဲ့ပါတော့တယ်ဆန္ဒလည်းကလေးတယောက်ပဲရှိသေးမယ်ဆန္ဒကလော့စ်ဖြစ်နေပြောင်းလဲသွားတဲ့အခါမှာတော့ ဖူယူမူရာလိုကလေးတယောက်ကိုပျော်ရွှင်စေခြင်းနဲ့စိတ်တွေပေါက်ဖွာလာပြီးတော့ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါမဲ့သူကိုယ်တိုင်လည်းဖိုးကြီးဖြစ်သွားတဲ့အတွက်မျက်စိတွေမုံနေပြီးတော့ခါရလဲနာနေတာကြောင့်ပြန်ပြောင်းလို့မရတော့ဘယ်လိုလုပ်မလဲလို့တွေးနေကြောက်လာခဲ့ပါတယ်။ဒါကြောင့်သူလည်းစိတ်ဖိစီးရင်းနဲ့စားနေတာချိုးချင်လေးတွေကောက်ဝါးပြစ်လိုက်ပြီးအဲတော့မှကလေးစန်တာအဖြစ်ကိုပြန်ပြောင်းသွားခဲ့ပါတော့တယ်။နောက်တော့စာသင်ခန်းထဲမှာစာသင်နေကြတဲ့အချိန်စန်တာသူ့ရဲ့စန်တာဖိုးဖိုးကြီးအစွမ်းတွေကိုမေ့နေပြီးလို့ပြောပြလိုက်တဲ့အခါဖူယီမူရာကအဲ့အတွက်မပူပါနဲ့လို့ပြောလိုက်ပါတယ်။ နောက်တော့သူမဒီခန်းထဲမှာဘုံတတ်ထားလို့ပြောလိုက်ပြီးစန်တာပြောင်းပြီးတော့ရှားနိုင်ရှားမရှားနိုင်တန်းလုံးမตาပေါ်ကြလိမ့်မယ်လို့ချိန်ချောက်လိုက်ပါတယ်စန်တာလည်းဒီကောင်မကြီးကပြောပြီးတကယ်လို့တာဟာလို့တွေးပြီးတော့ကြောက်သွားပြီးတန်းလုံးကိုဒီမှာဘုံတုံးရှိနေတယ်ပြေးပြေးလို့ပြောပြီးမယ်အတန်းထဲကဘသူအားမှစောက်ဖက်မလို့မယုံခဲ့ကြပါဘူးဒါတောင်သူလည်းပင်ရကြသွားလို့ចောင်းသားတွေမစူးခင်ရှားပြရစီလို့ဆရာမကိုပြောလိုက်ပြီးတော့စွာကိုမတုံးပဲဘုံလိုက်ရှားဖို့လုပ်ခဲ့ပါတယ်ဒါမဲ့ရှားလို့ကမတွေးတဲ့ပြင်အသုံးမချတဲ့စန်တာကလော့ဆဲမဖြစ်ချင်တာကြောင့် ဘေးနာအင်းကြီးအနီအောင်ကောက်ပတ်လိုက်ပြီးတော့ဆန္ဒကလော့စ်ပြေးပြောင်းကဗိုလ်ယမူရကိုလဲပေးညစ်ပြလိုက်ပါလေဒီကောင်မလေးမသေးသေးချင်းရန်နှစ်ဘီလီယံနဲ့လာရွေးလို့ဆရာမကိုရှောက်ရွှေးလိုက်တဲ့အခါဆရာမနဲ့ចောင်းသားတွေအားလုံးနဲ့ထွက်ပြေးသွားကြပြီးတော့ဗိုလ်ယမူရကဘုံနေရာဟောဒီယာငါအင်းကြီးအောက်မှာလို့ပြောပြီးတော့လှန်ပြလိုက်ပါလေဗိုလ်ယမူရကဘုံကငါးစီမှာရှိတာဘလို့တိသွားလဲလို့မေးလိုက်တဲ့အခါចောင်းသားတွေအားလုံးစာရေးနေကြတယ်လေနေရတော့စာရေးမနေဘူးအဲ့ဒါနေစီမှာဘုံရှိလို့ပဲလို့ပြန်ပြောလိုက်ပါလေ အုံတို့ကနင်းတို့အရေးပါတယ်ဆိုငါသိပါတယ်လို့ဆန်တာကပြောလိုက်ပြီးတော့သူနဲ့ပြန်တွေ့ရမှနင်းကိုပြောရွှင်စေရမယ်ဆိုရင်ငါတို့တူတူအုံတို့ကိုပြန်စားကြတာပေါ့လို့ပြောလိုက်ပါတော့တယ်။စကားကောင်းနေကြရမယ်ဘုံပိတ်ဖို့မေ့နေတာအုံငနေထပြီးတော့ပေါက်ကွဲသွားခဲ့ရပါတယ်။ဒါမဲ့ဆန်တာကဘုံကိုမြန်ယူထားလိုက်တာဖြစ်ပြီးတော့ဖူယမူရာကိုတော့ဇဝဲအောင်မှထိုးထားပေးလိုက်တာကြောင့်အဆင်ပြေသွားခဲ့ကြပါတယ်။ဒိုနဲ့ဖူယမူရာလည်းဆန်တာတယောက်မီးလောင်စွမ်းကိုခံနိုင်ရှိတာကိုသိလိုက်ရပြီးတော့အဲ့ဒီမြင်ကွင်းတွေကိုချောင်းကြည့်နေကောင်မာလီတော့ရှိနေရဆိုတာကိုတော့နေအောင်လုံးတတိမထားမိခဲ့ကြပါဘူး။ ဇန်တာကဖူရမူရာကိုအဆောင်ထဲကိုခေါ်လာလို့အဆောင်အကောင်လေးလည်းအံ့ဩကုန်ကြပါရဲ့သူမဇန်တာရမ်းကြိုက်တဲ့ချိုးချင်းလေးတပါကင်းကိုပေးသွားပြီးတော့ပေါင်းဖော်တွေကစော်လေးရပါလို့မင်းမုံလာပေးသွားတာလဲဆိုပြီးတော့ဝိုင်းမေးနေကြပါရဲ့ဇန်တာလည်းမဖြေချင်တာနဲ့ညသာစားနေရောက်တော့မဲသွားကြစုငါးကောင်လို့ပြောလိုက်တဲ့အခါစကားလမ်းကြောင်းမလွဲနဲ့လို့ပြောရင်းနဲ့ပြေးပြီးတော့လဲပေးညှစ်ကြပါတော့တယ်တန်စီပြည်နယ်မှာအသက်15နှစ်အရလူငယ်အယောက်9000ပဲရှိပြီးတော့တနိုင်ငံလုံးတိုင်းတာနဲ့ဆိုရင်3000တန်းမှ1ရာခိုင်နှုန်းပဲရှိတော့တာဖြစ်ပါတယ်။လူရဲ့ကြားစင်းလာတဲ့ဂျပန်နိုင်ငံအခုလက်ရှိ 2080ခုနှစ်မှာစန္ဒာတို့15နှစ်အောက်ကလေးငယ်တွေကိုဒိုင်းကိုကူလူမှုဖူလုံရေးအကြောင်းတွေမှာနေရာချထားပြီးတော့တီးတန့်စောင့်ကြည့်နေခဲ့ကြပါတယ်။အရင်တော့ကចောင်းသားတွေဟာဆရာကိုလေးစားပေမဲ့အခုတော့ဆရာတွေကလက်ချိုးရည်လိုရတဲ့ចောင်းသားတွေဖြစ်တာကြောင့်တလေးတစားနဲ့ဆက်ဆံနေကြပါတယ်။နိုင်ငံရေးစီးပွားရေးကလည်းကြက်တဲလာတော့ကျောင်းဝကြီးတဲ့ဟင်းတွေကတနည်းနည်းပိုးပိုးဆုတ်ပြတ်လာပြီးစန္ဒာကစန္ဒာစိတ်ဝင်နေရကြောင်းသူမစားဘဲနဲ့ကလေးတွေစားနေရကိုလိုက်ကြည့်နေခဲ့ပါတယ်။ဒါကြောင့်တငယ်ချင်းတွေကမင်းဘာဖြစ်နေလဲကွာမနေ့ကလည်းဖူမူရာက ဆက်စီအင်ကြီးလေးဝစ်လာတော့မင်းကဂယူတော်မဆိုင်နိုင်ဘူးဟမ်ခုနောက်ပိုင်းဘာလို့ရင်းကျက်ပြနေရတာတုံးလို့မသိရင်ဖိုးကြီးကြနေပဲကွာလို့ပြောလိုက်ပါတော့တယ်အဲ့တော့မှစန်တာလေးသူ့ရဲ့စိတ်ကတဖြည်းနဲ့စန်တာကလော့ဆန်လာတယ်ဆိုတာကိုရိပ်မိလိုက်ပြီးလန့်လာခဲ့ပါတော့တယ်အန်းညမှာတော့အာမယာကရောက်လာပြီးတော့မင်းရဲ့လိုဝတ်ချက်ကိုငါသိတယ်လို့ပြောလိုက်ပါတယ်နောက်တော့သူကကျင်ဆက်နဲ့တို့ပလိုက်ပြီးတော့တငယ်ချင်းတွေကိုစန်တာအိပ်ပျော်သွားပြီးငါအခန်းထဲသွားပို့လိုက်မယ်လို့ပြောလိုက်ပါတယ်နောက်နေ့မနက်နေထွက်ချိန်မှာတော့စန်တာကစန်တာကလော့ဖြစ်နဲ့နိုးလာပြီးတော့ ဖူယီမူရာနဲ့အတူတူဖမ်းခံရတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။အာမာယာကဆန်တာကလော့စ်ကတကယ်ရှိတာပဲလို့ပြောလိုက်ပြီးတော့ဆန်တာကငါချောင်းမင်းဘလို့သိတာလဲလို့မေးလိုက်တဲ့အခါမှာဟိုဒနီးကသေးပံကန်းမှာဘုံခွဲတော့ငါချောင်းကြည့်နေတာပဲလीလို့ပြောပြလိုက်ပါတယ်။ဆန်တာကဘာလို့သူ့ကိုဖမ်းတာလဲလို့မေးတော့ဘာလို့မှမဟုတ်ဘူးလို့ပြန်ပြောလိုက်ပြီးလူတယောက်နှိပ်ချတာကြိုက်လို့လို့အာမာကဖြေလိုက်ပါတယ်။ပြီးတော့ဥပရေရဆလင်းနေရွယ်ကောင်လေးတယောက်လူသားမှုကျူးလို့ရင်အသက်ခံတဲ့လူကလူကြီးသားဆိုပြစ်မှုမမြောက်တဲ့အတွက် မင်းကိုလှုပ်ချင်တာလှုပ်လို့ရတယ်လို့စန္ဒာကိုချိန်ချောက်လိုက်ပါလေစန္ဒာကသူ့ကိုအန်ရပေးချင်တာဆိုရင်ဖူမူရာကိုလှုပ်ပေးလို့ပြောလိုက်တဲ့အခါဖူမူရာကစန္ဒာကိုထရေထီကြည့်နင်းကိုတပစ်မယ်လို့ပြန်ဖျဲလိုက်ပါလေတောင်လိုက်တော့ကူပြောနေကြတာကိုမြင်တော့အာမာယာကမင်းတို့နှစ်ယောက်နမ်းပြရင်ချက်ချင်းလှုပ်ပေးမယ်လို့ပြောလိုက်ပါလေနန်းလာယူနန်းတို့မရဘူးနော်ကေစင်လုံးရမှာလို့အာမာကပြောနေပြီးတော့စန္ဒာလူကြီးစိတ်ဝင်နေလို့တန်ငယ်မှုဖြစ်မှာဆိုလို့မနိုင်ခြင်းမဆိုတော့ဖိမ့်ပိတ်ငင်းနေပါလေဒါမဲ့ဖူမူရာကမနိုင်ရင်မသားဘောကောင်မှမဟုတ်လို့သူမအောင်နမ်းဖို့ပြောနေပြီး ရှောင်းနှခမ်းအကုန်လုံးသုံးလိုက်လို့ပြောတဲ့အခါဆန္ဒအကြောက်ကြောက်နဲ့နိုင်ကျင်ဦးနိုင်ကျင်ဦးပဲချနေပါတော့တယ်အဲ့ခါအာမယာအသေးရည်နေပြီးတော့မနိုင်ရင်သူများတွေရှောက်ပြောပြမှာနော်လို့ပြောလိုက်တဲ့အခါဆန္ဒအသေးတင်းသွားပြီးသူ့ခြေောက်ကထွက်လာတဲ့ဆိုဖာဓာရီနဲ့ကြိုးတုပ်ထားတာကိုဖျက်ပစ်လိုက်ပါလိမင်းုံဖင်ချပေးမယ်ခွေးသားလေးလို့သူကပြောလိုက်ပြီးတော့အာမကဆန္ဒစွာကလေးတွေကိုမရဘူးလေးလို့ဆိုလိုက်တာကြောင့်ဆန္ဒလည်းစိတ်ပြန်လျှော့လိုက်ရပါတော့တယ်ဒါမဲ့ကလေးတွေကိုဘာမှမလုပ်ရဘူးဆိုရင်ငါးချောက်ကဘာလို့လူသက်လက်နက်တွေထွက်လာတာလဲလို့တွေးနေပြီးတော့ အချိန်ခန်းထဲကိုကျောင်းကလည်းဝင်လာခဲ့ပါလိမ့်။ဒါကြောင့်ဆန်တာလေးဖူမူရာနဲ့အတူပြေးပုန်းလိုက်ပြီးတော့ကျောင်းကအသက်62နှစ်ရှိပြီဆိုပေမဲ့ကောလဂျင်တွေနဲ့ဘိုးတောင်းဆွေသေးထိုးထားတာကြောင့်ငယ်ရွယ်နေပါတော့တယ်။သူရဲ့နာမည်ကအိုစီဘူးဖြစ်ပြီးတော့မျက်နှာငယ်ရွယ်နေပေမဲ့လက်တွေကတော့လူသေးကောင်တယောက်လိုလက်တွေကရှုပ်မဲ့နေပါတော့တယ်။14နှစ်အောက်လူငယ်ကိုတီးတန့်ထိမ့်သိမ်းတာဆိုတာသူစီစဉ်ထားတာဖြစ်ပြီးတော့ဖွေမျိုးဆက်လူငယ်ဘဝမှာစိတ်ဓာတ်ရီမရကြအောင်ကလေးအလုံးကိုဒန်းလူကြီးမြအောင်စောင့်ရှောက်ထားတာပဲဖြစ်ပါတယ်။ လူငယ်တွေကချိန်ချိန်ကြရင်ဂျပန်နိုင်ငံရဲ့ပူကောင်းတဲ့အနာဂတ်ကိုအရောက်ပို့ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပြီးအခုလဲအာမာကိုစိတ်ဓာတ်တစ်ခုရှိနေရလားလို့အတင်းမေးနေပါတော့တယ်အာမာကမရှိပါဘူးလို့ပြောပါသလဲဖြေနေတော့မရှိပါလို့ဇွညင်းနေရလဲလို့မေးလိုက်ပြီးသူကခုတော်တော်စိတ်ဆိုးနေပဲမျက်နှာရေပြားခွဲစိတ်ဓာတ်များပြီးတော့ရုပ်တည်ကြီးဖြစ်နေတယ်လို့ပြောလိုက်ပါတယ်စိတ်ဓာတ်ရှိတဲ့ကလေးတွေကမြောက်ခမ်းနဲ့သွားနေရမယ်လို့ပြောလိုက်ပြီးလက်ကိုဆွဲကမြောက်ခမ်းနဲ့ကိုတိုက်ပိတ်ထားဖို့လှုပ်လိုက်ပါတယ်အဲ့ချိန်စန္ဒာနိုင်အောင်ကိုဖောက်ကဝင်လာပြီးတော့ ။အိုစီဘူးရဲ့မျက်နှာကိုဆူဖားဓာတ်နဲ့ဖျက်ပစ်လိုက်ပါလေ။ဇန်နာရဲ့စိတ်ထဲမှာဒိုင်ယွန်ကိုကူကြောင်းကရိုးကြောင်းမဟုတ်ပဲနောက်ကွယ်မှာတခုခုရှိနေလောက်မယ်လို့ထင်သွားခဲ့ပါတော့တယ်။မျက်နှာကိုကြိတ်ခံလိုက်ပြီးမဲ့အိုစီဘူးရဲ့မျက်နှာကခွဲစိတ်လွန်နေအောင်သွေးတစ်စက်မှမထွက်တော့ပါဘူး။သူကလုံခြုံရေးတွေကိုခေါ်ဖို့လုပ်တဲ့အခါဇန်နာကတိုက်ခတ်လိုက်ပြီးအိုစီဘူးကငါရဲ့တောင်းကမျိုးဆက်တဲ့ကလေးတွေကိုကာကွယ်ပေးဖို့ပဲလို့ပြောလိုက်ပါလေ။ဒါကြောင့်ဇန်နာကငါရောပဲလို့ပြောလိုက်ပြီးတော့ဂျမ်းမီမှာဇန်နာရဲ့ဒိုကောင် S လို့ရေးလိုက်ကဖြိုချပစ်လိုက်ပါတော့တယ်။ ဇန်တာစောက်တက်ကကြီးနေပြီခုဒီလာကျင်နေတော့လို့ပြောလိုက်ပြီးတော့အိုစီဘူကငါလူကအိုမဲစိတ်ကနှုပြုံနေတော့မဲလို့ပြန်ပြောလိုက်ပါတယ်ဒါတော့ဇန်တာလဲဒါဆိုမင်းမနေရပါဟင်းနဲ့စားခဲ့လေလို့မေးလိုက်ပြီးအိုစီဘူကလည်းမဖြေနိုင်တော့တာကြောင့်မြင်လာမင်းကစောက်ချီးဖို့တော့ကြီးပဲလို့ပြောလိုက်ပါတော့တယ်နောက်တော့ဖူမူရာနဲ့အာမာတို့ခေါ်ကထွက်ပြေးသွားပြီးတော့ခေါင်းမိုးတက်ကိုရောက်တာနဲ့ဖူမူရာကအာမာရခေါင်းကိုကိုင်ပြီးတော့တန်းနဲ့ရိုက်ပစ်လိုက်ပါတယ်နောက်တော့စန်တာရဲ့အကြောင်းကိုသိသွားပြီဆိုတော့နင်းကိုတပြည့်မယ်လို့ပြောလိုက်ပြီးဒီခါအမာကကျွန်တော်ရွေချက်ကစန်တာကိုဟိုးတော့ ဆန္ဒကလော့ကိုပြန်ဖြည့်စည်းချင်တာပါလို့ပြောပြလိုက်ပါတယ်။သူရဲ့မိသားစုကရိုးရာကိမ့်မုံဆိုင်လေးဖွင့်ထားပါလို့ပြောလိုက်ပြီးဒိုင်းမီကဆင်းရဲလာတဲ့ပြင်စီးပွားရေးကလည်းအဆင်မပြေတော့တာကြောင့်ဆန္ဒသာပြန်ပေါ်တိုင်းဒီနိုင်ငံကြီးကရင်လိုပြန်ဖြည့်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဆန္ဒတော့သူ့ကိုယုံကြည်နေကြတဲ့ကလေးနှစ်ယောက်ကြောင့်စွားရီတိုးလာပြီးတော့ဖူမူရာကလိန်ညံလို့ထင်ပေမဲ့ဆန္ဒတော့အမားကအမှန်ကြီးပြောနေရလို့ပြောပြလိုက်ပါတယ်။နောက်တော့သူလည်းချိုချင်လေးကိုကောက်ဝါလိုက်ပြီးတော့ကြောင်းကြီးအိုစီဘူးစီကနေမင်းတို့နှစ်ယောက်လုံးကာကွယ်ပေးမယ်လို့ပြောလိုက်ပါတော့တယ်။ ိုနဲ့တကယ်ချင်းကိုပြန်ရှာခြင်းနဲ့ဖူဂျီမူရာမိသားစုစည်းဝါးရေးကိုကယ်တင်ခြင်းနဲ့အာမာတို့နှစ်ယောက်ကိုစန္ဒာကာကွယ်ပေးဖို့ဂရီပေးလိုက်ပြီးတော့သူရဲ့လူဝတ်ချက်ကိုလည်းဘယ်သူမှပြန်မပြောရဘူးလို့သဘောတူလိုက်ကြပါတော့တယ်။တချိန်တည်းမှာပဲအိုရှိဘူးကလူတယောက်စီကိုဖုန်းဆက်လိုက်ပြီးစန္ဒာကလော့စ်ရဲ့နာမည်အရင်းဖြစ်တဲ့စိတ်နစ်ကိုရှာနေတဲ့အဖွဲ့ကြီးလှုပ်ရှားကြလို့လို့ပြောလိုက်ပါတော့တယ်။စန္ဒာကတန်းနဲ့အီဇာဝါဆွဲကောင်မလေးရဲ့လေဘေးမှာကန့်နေတဲ့သပင်ကိုသွားဖယ်ပေးလိုက်ပါတယ်။ကောင်မလေးရဲ့စန္ဒာကိုကျေးဇူးတင်လိုက်တော့စန္ဒာကရှက်သွားပြီးတော့ကိုမဘူးကိုတိုက်ချမိလိုက်ပါတယ်။ ဇန်နာတယောက်အဲ့လိုပစ္စည်းတွေကိုတိုက်တိုက်မိနေတာခုတော့တော်တော်လေးဥများနေပါပြီဖူရူမီတာနဲ့အာမာရိုကိုပြောပြတော့စွမ်းတွေကြီးပြီးတော့ခန္ဓာကိုယ်ကသေးနေတာကြောင့်အစွမ်းတွေစိမ့်ထွက်နေတာဖြစ်မယ်လို့ပြောနေကြပါတယ်ဇန်တာကငါ့ကိုလူကောင်သေးတယ်ပြောအောင်မင်းကဘလောက်ရှည်နေလို့လဲလို့မေးလိုက်တော့ငါက190စင်တီမီတာလေးလို့ရှောက်ပြောလိုက်ပါတယ်အဲ့ခါဘေးနာပန်းဝါကြကွဲသွားပြီးတော့အဲ့ခါအာမာကအတွေးတစ်ခုရာသွားခဲ့ပါတယ်ရေးပဝေတဏီကဇန်တာလက်ဆောင်ပြီးရင်စိုးသွမ်းတဲ့ကလေးတွေကိုစေးနေကဖယ်ထားတတ်ပါတယ်ဒါကြောင့်စိုးသွမ်းတဲ့ကလေးဟုံးမဟုတ်ကလေးတွေကိုသိနိုင်တဲ့အစွမ်းတစ်ခုလိုတယ်လေးလို့သူကပြောလိုက်ပြီးတော့ ိမ်ထဲကိုခိုးဝင်လို့ပစ္စည်းတစ်ခုကြာခွဲသွားရင်စိုးတဲ့ကလေးလိုတတ်မှတ်ပြီးတော့ပြန်သွားတာဖြစ်မယ်လို့ပြောလိုက်ပါလေပြောချင်တဲ့အဓိပ္ပာယ်ကတော့မယိုးမသားနဲ့စိတ်ထဲကမပါတဲ့စကားတွေကိုလိန်ညာပြောလိုက်ရင်စန်တာရဲ့ဘေးကပစ္စည်းတစ်ခုကပြုတ်ကျသွားတတ်တာပါအဲ့ခါစန်တာလဲဒါဆိုမနေ့ကအီဇာဝါရဲ့ဇပင်ကိုသွားပြီးတော့ဖယ်ပြီးတော့ကိုမောင်ပြုတ်ကျသွားတာအီဇာဝါရဲ့စိတ်ထဲကမပါဘဲနဲ့ဂျေဆုတင်တယ်လို့ပြောလိုက်တာဖြစ်မယ်လို့ကောက်ချက်ချလိုက်ပါလေအပြုံးလေးနဲ့ဂျေဆုတင်တယ်လို့ပြောလိုက်ပေမဲ့နောက်ကွယ်မှာဘာတွေပြောနေလိမ့်မလဲလို့တွေးမိသွားတာကြောင့်စိတ်တွေလေသွားပြီးတော့စိတ်ရှုပ်လို့သွားခဲ့ပါလေ ဇန်တာလည်းဘာမှထမ်းမကြားချင်တော့လို့ပြောလိုက်ပြီးအတန်းထဲကိုပြောင်းဝင်မဲ့လို့တော့လမ်းမှာကျောင်းကိုအိုစီဘူးနဲ့ဝင်တိုက်ခဲ့ပါတယ်။အိုစီဘူးကမေလုံးညောင်ကိုလိုက်ရှာနေတာလို့ပြောလိုက်ပြီးတော့ဖြစ်နိုင်ဖူရူမီယာနဲ့ခဏလောက်စကားပြောချင်တယ်လိုက်ခဲ့ပေးပါလားလို့ခေါ်လိုက်ပါတယ်။အားနဲ့ဖူရူမီယာကငါနဲ့သဘောကျနေရကြာပြီးဇန်တာလို့ပြောလိုက်ပါတယ်။ဇန်တာလည်းချစ်ခွင့်ပန်ခံလို့ V တွေတက်သွားမိမယ်။အလိန်ညာဒါဆိုအားလုံးတော့မိကြောင်းတွေပါထပြီးတော့ကွဲကုန်ပါတော့တယ်။ဒါတော့အိုစီဘူးအောင်များသွားချိန်မှာဖူရူမီယာကဇန်တာနဲ့အာမာတို့ကိုခေါ်ကထွက်ပြေးသွားပြီးတော့ ဇန်နာရဲ့အစွမ်းအသစ်ကအလိန်ညာတွေကိုသိနိုင်တယ်ဆိုတာကိုအတည်ပြုလိုက်နိုင်ပါတယ်။နောက်တော့သူတို့လည်းအတန်းထဲကလူတွေကိုစုလိုက်ပြီးတော့အုံတို့အကြောင်းမေးချင်တာလေးတွေရှိလို့သိတာရှိရင်ပြောကြပါလို့ပြောပြလိုက်ပါတယ်။ကျောင်းသားတွေကတယောက်တစ်ပေါက်နဲ့ရှောက်ပြောနေကြပြီးတော့ကလေးတယောက်ကအုံတို့ကသေးပြီလေးလို့ပြောလိုက်တဲ့အခါဘေးနာဆောင်းတွေပြုတ်ကြကုန်ပါတော့တယ်။ဒါပြင်ဇန်နာလည်းသတိလစ်သွားပြီးတော့ကျောင်းစိမ့်နဲ့ရောက်တဲ့အခါအတန်းထဲမှာတောင်းအောင်သာနေနေခဲ့ပါတယ်။ဇန်နာလူသားအလိန်ပေါ်ဆက်မဖြစ်ချင်ဘူးလို့ပြောနေပြီးတော့ဘသူကကယူဆိုင်တဲ့စကားလာပြောပြောအလိန်ညာဒီမှန်း သိနေရလို့သူ့ရဲ့နှလုံးသားလေးလဲနာကျင်နေရပြီလို့ပြောနေခဲ့ပါတယ်။ဒါမဲ့ဖူမူရာကနားမထောင်ဘဲနဲ့သိမ့်ပံကန်းတဲ့ကစန်းသက်ခွက်တွေယူလာပြီးတော့အုံတို့ကြောင့်သိရဖို့စန္ဒကိုမေးပါတော့တယ်။အုံတို့ကတည်သွားပြီလို့ပြောလိုက်တဲ့ကခွက်တစ်ခွက်ကြာကွဲသွားပါတယ်။အုံတို့ကြောင့်တန်းတဲ့ကလူတွေတီးကြလို့ပြောတဲ့ခါမှလည်းနောက်တစ်ခွက်ကြာကွဲသွားပြန်ပါတယ်။ဖူမူရာကကြာကွဲသွားတဲ့ဖန်ခွဲစားတွေလက်သီးနဲ့ထိုးနေပြီးအုံတို့ကသူ့တို့ကဘလောက်ရေးပါတယ်ဆိုတာစန္ဒယုံသွားအောင်လို့တတ်တည်ပြလိုက်ပါတယ်။နောက်တော့ဖန်ခွဲစားနဲ့စန္ဒကိုထိုးလိုက်ပြီးတော့ ဇန်ဒါလည်းနီအောင်သွေးတွေပေသွားတာကြောင့်ချက်ချင်းပဲပုံပြောင်းသွားခဲ့ပါတော့တယ်။ဝမ်းနေပြီးတော့ရှောက်ထိုးလိုက်မယ်စိတ်ငြိမ်သွားလို့လက်ကဒဏ်ရာတွေကြောင့်နာလာတဲ့အတွက်စေးပေးကန်းကိုပြေးကြပါတော့တယ်။ဒိုနက်ဖူမူရာလည်းပတ်တီးစီကပြန်လာပြီးတော့ဖန်ခွဲသားတွေရှင်းပြီးအဆောင်ပြန်အိတ်ကြဖို့လှုပ်လိုက်ပါတယ်။အဲ့လိုနဲ့အတန်းနဲ့ပြန်ဝင်လာတော့ဗရင်းပေါက်ကိုကြောပေးရတယ်။ကောင်မာလီတောက်ကိုတွေးလိုက်ပြီးအဲ့ဒီကောင်မာလီကတော့တခြားသူမဟုတ်ပဲအိုနိုဖြစ်နေခဲ့ပါတယ်။ဖူမူရာကအိုနိုကိုတွေးလိုက်တော့အံ့ဩသွားပြီးအိုနိုကတော့တခုခုကြောက်လန့်နေပုံစံနဲ့ထွက်ပြေးသွားပါတယ်။ ဇန္ဓာအနီရောက်အင်းကြီးကိုဝဲလိုက်ပြီးတော့ဇန္ဓာပုံစံနဲ့ပြေးလိုက်ပြီးမယ်အောက်ထပ်ကိုရောက်တော့ပျောက်ချင်းမလားပျောက်သွားခဲ့ရပါလိမ့်ဒါတော့သူတို့လည်းစောက်ဆိုင်ကြီးကြုံရတာကြောင့်မအိတ်တော့ဘဲနဲ့အပြင်ထွက်မုတ်စားနေကြပါလိမ့်ဖရူမူရာကတော့ကုတက်တီဘာစကားမှမပြောနိုင်သေးပဲငူငိုင်းဖြစ်နေပြီးတော့အာမာကဇန္ဓာကိုအနီအောင်ဖျော်ရင်ဆိုမတော့နဲ့နော်လို့တတိပေးလိုက်ပါလိမ့်ဇန္ဓာလည်းလန့်ပြီးတော့အချိုးကြီးတွေဖိတ်ကုန်တာကြောင့်နှစ်ယောက်သားရန်ဖြစ်ကြတဲ့အခါမှာဖရူမာကချစ်စရာကောင်းတဲ့အကြီးတွေနဲ့နင်တို့နှစ်ယောက်ကဦးကြောင်ကြောင်နဲ့လို့ပြောကရည်နေခဲ့ပါလိမ့်သူမအုံတို့တွေးလိုက်လို့ပြောနေတာဖြစ်ပြီးတော့ ပျော်လွန်းလို့အိုနိုဘာလူထွက်ပြီးသွားတယ်ဆိုတာကိုတော့မတွေးနိုင်ဖြစ်နေရပါဘူး။ဇန်နာတို့ကတော့ဖလူမူရာတယောက်ပြုံးပျော်နေတာမမြင်ဘူးကြတာကြောင့်အဲ့ဒီညတညာလုံးအတူတူရှိနေပေးခဲ့ကြပါတယ်။နောက်တစ်နေ့ကျတော့အိုနိုရဲ့အတုပအခမ်းအနားကိုမိသားစုကမလုပ်ပေးတဲ့အတွက်အိုစီဘူကတီးတန့်စီစဉ်လိုက်ပြီးတော့အဲ့ဒီပွဲကိုကျောင်းသားတွေအားလုံးသွားပြီးတော့တက်ကြရမှာဖြစ်ပါတယ်။အိုစီဘူကအတုပအခမ်းအနားမှာခါတိုင်းလိုအမဲအောင်နေမွေဖဲအနီရောင်နေဝှက်ဖို့အစည်းကမ်းထုတ်ထားပါတယ်။ဘာလို့နေရာဝေးရလဲဆိုရင်အတုပအခမ်းအနားလိုမတတ်မှတ်ခြင်းမင်းနဲ့ ပွဲတော်တစ်ခုအနေနဲ့ဝိညာဉ်ကိုပျော်ပျော်ရွှင်ရွှင်ဘဝကူးစေခြင်းလို့လို့အိုရှီဘူးကပြောလိုက်ပါတယ်။အဲ့ဒီအခမ်းအနားကိုတော့အမာနဲ့စန်တာတို့ရောက်လာကြပြီးတော့ပြောင်းနေတဲ့ဖူမူရာကိုရှာဖို့လုပ်ကြပါတယ်။သူတို့နှစ်ယောက်လမ်းခွဲလိုက်တဲ့အချိန်မှာစန်တာအခမ်းအနားကြီးကိုလှည့်ကြည့်နေပြီးအနီရောင်ဝင်လိုက်ရင်စန်တာဖြစ်သွားမှာမလို့ပွဲတက်လို့ရမှာမဟုတ်ဘူးလို့ညီးနေပါတယ်။အဲ့ဒီအချိန်နောက်ကနေဖူမူရာရောက်လာပြီးတော့ဟဲ့စန်တာငါဒီဆောင်ရွက်အတူပါယူဖြတ်စည်းပြမလို့လို့ပြောလိုက်ပါတယ်။သူမပြီးခဲ့တဲ့နှစ်ယောက်လုံးလုံးဘုံတွေဆင်းနေတာဖြစ်ပြီးတော့အတတ်မပြည့်သေးရင်ကြောင်းဘုံခွဲတဲ့အမှုလဲအေးမြူလာကြောင်း ဘာဖြစ်မှာမဟုတ်လို့ပြောလိုက်ပါလေ။ဒါတောင်ဆန်နာလည်းအခမ်းအနားကိုဘုံခွဲတာဘာမှဖြစ်ပေမဲ့အပြင်းမရှိတဲ့ကျောင်းသားရဲ့တေကုံပါလေးလို့ပြောရင်လည်းဖူမူရာကိုတားနေရပါလေ။ဖူမူရာကတော့အဲ့ဒါဘာဖြစ်လဲလို့ပြောလိုက်ပြီးတော့အသက်ရှိနေသေးတဲ့ကျောင်းသားတယောက်ကိုအတုပလှုပ်ပေးတာအဓိပ္ပာယ်ရှိလို့လားလို့ပြန်ပြောလိုက်ပါတော့တယ်။တချိန်တည်းမှာပဲအိုစီဘူးကဆန်နာကလော့ရှာပွေးတပ်ဖွဲ့ကိုခေါ်ထားပြီးတော့ဒီနေ့ပွဲကဆန်နာကိုဖမ်းမှုလုပ်တာဖြစ်တယ်လို့ပြောပြလိုက်ပါလေ။ဆန်နာအုံုံနဲ့ပတ်သက်တဲ့နေရာဒီမှာပေါ်ပေါ်လာတက်တာကြောင့်ဒီအတုပမှလည်းပေါ်လာလိမ့်မယ်လို့ပြောနေပြီးတော့အနီအောင်ဖွဲ့ခေါင်းဆောင် ယောဂီဓာကိုဟျောင်းမင်းအကျန်းဆုံးဆိုဘာလို့နောက်မှသွားနေရလဲလို့မေးလိုက်ပါလေယောဂီဓာတော့သူ့နောက်မှာတရားရှိနေအောင်မကြိုက်လို့ပဲလို့ပြန်ဖြေလိုက်ပါလေယောဂီဓာဆန္ဒကလော့စ်နောက်ကိုလိုက်တာနှစ်ပေါင်း20တောင်ရှိနေဖြစ်ပြီးအသက်ကလည်း90ကျော်နေဖြစ်လို့မကြခင်ပင်စင်သားဘဝကိုရောက်တော့မှာပဲဖြစ်ပါလေအသက်ကြီးမှအကြောင်းရောက်လာတော့တစ်ပင်အောင်မှာထိုင်နေငယ်ဘဝလေးကိုစမုံပြန်ရင်ဈေးလိုက်လေးဖွာပြီးတော့ငြိမ့်နေခဲ့ပါလေအဲ့ချိန်သူ့ရဲ့မလန်းမကန်းမှာဆန္ဒတို့သုံးယောက်ကထိုင်ပြီးတော့ယောဂီဓာရှိနေအောင်မတီးဘဲနဲ့စကားပြောနေကြပါလေ အစားတော့ယူကီရာအကြောင်းသားအတွဲတွေချင်းတွေ့တယ်လို့ထင်နေပြီးတော့ချောင်းနေပြီမဲ့နောက်မှငါကစန္ဒာမျိုးရဲ့နောက်ဆုံးမျိုးဆက်လေးလို့ပြောတဲ့အံကိုကြားသွားတဲ့အတွက်ဂန်းထုတ်ပြီးတော့ဖောင်းနယ်ပြေးချလိုက်ပါတော့တယ်ဂန်းထီသွားတဲ့စန္ဒာကထွက်လာတဲ့သွေးတွေကြောင့်စန္ဒာကလော့စ်ဖေးကိုပြောင်းသွားပြီးကလေးလေးဆိုတော့လည်းစိတ်တော့မကောင်းပါဘူးလေဒါမဲ့ငါတောင်းဝန်ကိုကစန္ဒာဖမ်းဖို့ဆိုတော့လဲလို့ပြောလိုက်ပါတော့တယ်